မင်္ဂလာပါခင်ဗျာအခုတိဆက်ပေးမှာတော့ DVB ရုပ်မြင့်သံကြားအစီအစဉ်တွေထဲက iCitizen Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်အခုတိဆက်ပေးမဲ့သတင်းကတော့ပြည်ခိုင်မျိုးပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကသူ့နဲ့ရှေ့ပြိုင်ပွဲ NLD ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းဦးပြူးလွင်ကို2023ခုနှစ်ရမြေယာပြဿနာတွင်လက်မှတ်ထိုးမှုနဲ့ပတ်သက်ပြီးတော့တိုင်တန်းထားတဲ့ဆိုတဲ့သတင်းရုပ်သံပါခင်ဗျာရှုစားပါဦး ရောင်းတက်ကိုင်းနဲ့ဖော်ပြပါတယ်မှာဥလာဆွေကဒီဥပြုလွင်ကိုတရားဆွဲထားတယ်လို့သိရတယ်အဲဘယ်ပုံမှန်လေးဘာကြောင့်မဟုတ်ဆွဲထားတယ်ဆိုတာလေးသိပြတယ်အဲကျွန်တော်ကတော့ဒီလိုပါကျွန်တော်တချင်ကလေစီပေါ့ဗျာလေယာစီစီမံခေခွဲမှုမှာလေစီအဖွဲ့ရဲ့ကြီးလေစီမှာရှိပါတယ်အဲ့လေစီမှာ တော်မူလေသမားတွေနဲ့ပတ်သက်ပြီးတော့မှမြေသိမ်းခံထားတဲ့တော်မူလေသမားတွေကနေပြီးတော့မှသူတို့အမှန်တကယ်မြေသိမ်းထားတဲ့အနေနဲ့ပတ်သက်ပြီးတော့မှခက်ခဲလုံလုံထောက်ထားကျွန်တော်ကိုင်းစင်းတဲ့အခါသွားတွေ့ရတယ်။အဲ့ဒါကိုကျွန်တော်အနေနဲ့လေစီတယောက်ထဲကိုစားကျွန်တော်လက်မထိုးပေးတာကိုသူ့ကိုအသေးရေဖြစ်မှုနဲ့ဆိုပြီးတော့မှအသေးဖြစ်မှုနှူးနှမ်းမှုနဲ့ဆိုပြီးတော့မှကျွန်တော်တရားစွဲဆိုရလို့ကျွန်တော်သိရပါတယ်ဗျ။ တင်မောင်ညောက်ခရင်ကျွန်တော်ကမြို့ဥတင်မောင်ဖြစ်ပါတယ်ဥတင်မောင်ညောက်ဖြစ်ပါတယ်ကျွန်တော်ကညောက်ခရင်အခြေခံပညာစစ်တမ်းကျောင်းခွဲမှာအလေးရန်ပြတိနဲ့ကျွန်တော်တာဝန်ထပ်တော်မယ်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဟုတ်ကဲ့ဒီဆရာဟိုဒီဥလာဆွေရနေကြီးကတိုင်တန်းထားတယ်လို့သိရတယ်အဲ့ဒါဘာကြောင့်မို့လဲဗျဩဥလဆွေရနေပြီးတော့25ရက်10လ2015ရက်နေ့ကရေဆွဲနေတော့ကျွန်တော် ဒီကျွန်တော်ရဲ့ဒါဘူလောက်မှာပါတဲ့ကိစ္စမှာကျွန်တော်တို့ကတက်တရားစိတ်နဲ့သူ့ကိုပြောပြောဆိုနေတယ်ပြီးတော့ကျွန်တော်ရဲ့အိမ်မှာပါတီစည်းရုံးရေးကိစ္စတွေလုပ်ပြီးတော့မှနေတယ်ပါတီစနစ်ဝဲတွေလုပ်ပြီးတော့မှနေတယ်ဆိုတော့ကိစ္စပြီးတော့ကျွန်တော်ရဲ့မိန်းမနေပြီးတော့ဒီကပြုတ်ပါတီကိုမဲမပြဖို့ဆော်အောင်နေတယ်ဆိုတဲ့ကိစ္စပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ဒီကျောင်းဆရာပြောဖြစ်ပြီးတော့အနာဂတ်ကမျိုးစစ်တွေကိုပညာသင်ကြားပေးတဲ့နေရာမှာမှားရွေးနဲ့ဒီနိုင်ငံရေးအမျိုးသားရေးစစ်ချက်တွေကို ကျောင်းသူကျောင်းသားရဲ့စကြေတွေမှာဆွဲသွားမှာစိုးလို့အဲ့ဒါတွေကိုမလုပ်ဖို့အတွက်တားမြစ်ပေးဖို့ကျွန်တော်တို့ဌာနဆိုင်ကိုတင်ကြတယ်စာဖြစ်ပါတယ်ဗျာဟုတ်ကဲ့အဲ့လိုတရားစွဲဆိုတော့လေဆိုတော့ဘယ်ဘယ်လေးကစာပြီးမသိရလဲဗျာကျွန်တော်တို့ဒီခု20ရက်နေ့အောက်တိုဘာလ2015ပေါ့ဗျာအခုလပေါ့အဲ့ဒီ20နေ့မှကျွန်တော်သိရပါတယ်ဗျာဟုတ်ကဲ့ဒီတိုင်ကြားထားတာဒီဘယ်ဌာနတွေကိုတိုင်ကြားထားလဲဗျာကျွန်တော်ပြရတဲ့လောက်ကတော့ကျွန်တော်ဟိုမနေ့ကဒီကြီးကတဲ့နေ့က20 ့29ရက်နေ့ကကျွန်တော်ခေါ်ပြီးတော့မှမြို့တော်ကအင်မီယုံကနေပြီးတော့သူ့ရဲ့ဒီတိုင်ကြားချက်တဲ့နှစ်ပတ်တည်ပြီးတော့ကျွန်တော်ကိုကျွန်တော်ဖြည့်ဆင်းခဲ့ရပါတယ်။အဲ့ဒီမှာမြို့တော်ပညာရေးမှူးယုံကတိခဲ့တာကတော့ကျွန်တော်တို့ဒီဒီတိုင်ကြီးဖြစ်တဲ့မြို့နယ်ရေးမှူးကိုလည်းတိုင်တယ်ပြီးတော့ခရိုင်မြို့နယ်ကော်မရှင်ခရိုင်ကော်မရှင်မြို့နယ်ထွေအိုခရိုင်ထွေအိုမြို့နယ်ပညာရေးမှူးခရိုင်ပညာရေးမှူးနဲ့တန်ဝန်ကြီးချုပ်အဆင့်တိတိုင်ကြားတယ်လို့ကျွန်တော်သိထားပါတယ်။ ီသတင်းကတော့ပြည်သူအများစုဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အသိပညာနယ်ပါတဲ့အကြောင်းကိုအမျိုးသားတိုးတက်ရေးပါတီမှပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းသူပြောထားတဲ့သတင်းရုပ်သံလေးပါခင်ဗျာရှုစားပါလာမယ့်နိုဝင်ဘာ၈ရက်နေ့ရွေးကောက်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်မဲ့သဒ္ဒရအကြီးဆုံးပါတီဖြစ်တဲ့တမရနိုင်ငံရေးအကြံပေးဟောင်း ဒေါက်တာနေစင်လက်တည်ထောင်ထားတဲ့အမျိုးသားတူးတက်ရေးပါတီရဲ့ပကိုးထန်းအနောက်ချမ်းကျိုးပင်ကောင်မြို့နယ်အတွင်းမဲဆွယ်စည်းရုံးမှုမြင်ကွင်းဖြစ်ပါတယ်။တနင်္ဂနွေအတိုင်းတန်နဲ့ကိုယ်စားလှယ်ပေါင်း354ဦးဝင်ရောက်ရှင်ပြိုင်မဲ့အဆိုပါပါတီရဲ့ကိုယ်စားလှယ်လောင်းတဦးဖြစ်သူကျိုးပင်ကောင်မြို့နယ်မှာဝင်ရောက်ရွေးခံမဲ့ဦးမြင့်စိုးကသူ့ရဲ့အခက်အခဲများကိုအခုလိုပြောပြပါတယ်။ကဲရှိတယ်ခင်ဗျာ။တချို့တွေကအဲမဲဘယ်လိုထည့်ရမလဲဆိုတာတော့မသိပါဘူး။ ဲ့တော့ကျွန်တော်တို့ကနောက်ခွတ်တော်ဗဏ္ဍာအတွက်ဘယ်လိုထည့်ရမလဲတိုင်းရင်းသားတွေကဘယ်နှခုထည့်ရမလဲဆိုတာအဲ့ဒါအခက်အခဲတွေရှိတယ်ပြီးတော့ voter education နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိပါအဲ့တော့ကျွန်တော်တို့ကဗာလဲဆိုတော့အခုမဲဆွယ်စီယုံရေးကာလဆိုတော့လေခဏမဲဆွယ်စီယုံရေးနဲ့ကျွန်တော်တို့က voter education မှာတပိုင်းနဲ့တည်းလုပ်ပြီးတော့ဒီနေ့နေ့လည်းပြီးပါတယ်စီယုံကြီးနဲ့ပတ်သက်ပြီးမြို့ခံတို့ကလည်းအခုလိုပြောပြပါတယ်။ဟာတရားပေါ့နော်။ တတီကြီးကြီးနဲ့ဘယ်ဟိုးမှလည်းမပုတ်ခတ်ဘူးတတီကြီးကြီးနဲ့ပေါ့နော်။အော်ပညာတတ်တွေစူးစီးထားတယ်။ပြီးလို့ချင်းသမီးတို့ဂျိုးပင်ကောက်ဒီသူတွေအတော့ပေါ့နော်။မမမမနဲ့ဘယ်ကိစ္စအောင်မဆိုရဲရဲရင်ရင်နဲ့ဟိုအရှိဆုံးမှာရက်တီပေးနိုင်မယ်လို့ထင်လို့သမီးကဒီမှာဒီကိုထောက်ခံပါနိုင်ငံတော်တမရအကြံပေးဟောင်းတဦးဖြစ်သူဒေါက်တာနေစင်လက်တီထောင်ထားတာကြောင့်ပြည်ထောင်စုကြံ့ခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီအခွဲတစ်ခုဖြစ်နိုင်ကြောင်းပြောဆိုနေမှုအပေါ်ဦးမြင့်စိုးကလည်းအခုလိုပြောပြပါဗျာ အဲ့ဒါလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပါတီဥက္ကဋ္ဌဆရာဒေါက်တာနေစလတ်ကိုတိုင်လည်းအကြက်ကြဲအကြိမ်ကြိမ်ရှင်းပြထားပြီးပါပြီအဲ့ဒါကလုံးဝမဟုတ်ပါဘူးကျွန်တော်လည်းထပ်ပြီးတော့ပြောပါမယ်ရင်းစွပ်ပါမယ်လုံးဝလုံးဝကိုမဟုတ်ပါဘူးအခုတင်ဆက်ပေးမယ့်သတင်းကတော့အော်တိုဘာလ24ရက်နေ့ကချင်းပြည်နယ်မြောက်ပိုင်းတီးရိတ်မြို့နယ် မြို့နယ်အားကစားကွင်းမှာချင်းပြည်နယ်လုံးဆိုင်ရာပြည်ခိုင်မျိုးပါတီလူထုတွေ့ဆုံပွဲကျင်းပခဲ့တဲ့သတင်းရုပ်သံမှာရှုစားပါခင်ဗျာ။ ပြေပြတ်တော့ဘာပစံညင်မင်းသနာပါနဲ့ငါတုံတုံတာဟင်ကဲပင်ပြည်တော်စုကြံခိုင်ခွင့်မြူကြီးကျွန်တော်တို့ပါတီဝင် အားလုံးရဲ့တောင်းဟာနာမည်နွေမလာရှိရနေရွေးကောက်ပွဲမှာကျွန်တော်တို့ပြည်ခိုင်မျိုးပါတီကပြတ်ပြတ်သားသားအနိုင်ရရှိရေးပဲဖြစ်ပါလေကျွန်တော်တို့ပါတီရဲ့တမိုင်းကြောင်းပြန်ကြည့်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတာကစပြီး ပါတီစုံတို့တို့ရုပ်ောက်ပွဲကျင်းပပြီးလွတ်တော်နဲ့အစိုးရဖွဲ့စည်းနိုင်သည့်အထိဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပြောင်းလဲပေးခဲ့တာကျွန်တော်တို့ပြည်ခိုင်မျိုးပါတီပဲဖြစ်ပါတယ်။ဒါကြောင့်လဲဒီမိုကရေစီ ပြောင်းလဲမှုအစပြည်ခိုင်မျိုးကဖြစ်ပါတယ်။ကျွန်တော်တို့ပါတီဟာအခုမှပြောင်းလဲဖို့អော်နေတာမဟုတ်ပဲအစကတည်းကပြောင်းလဲအောင်ဆောင်ရွက်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ဟုတ်ပါလားခင်ဗျာ။ဟုတ်ပါတယ်။ 啊，以前都给都没搞定了，嗯、这个，这个、人在都让把你们。你投诉不交关。这个 အခုတက်ဆက်ပြီးမဲ့သတင်းရုပ်သံတော့ရွှေတကုံစီဒီပေါ်ကသတင်းကြော်လပ်ပြီးနေမြင်တွင်သတင်းရုပ်သံလေးပါခင်ဗျာရှုစားပါဟုတ်ပါဘူး။ဟုတ်ပါဘူး။ဟုတ်ပါဘူး။ ဒီသတင်းတော့တော့တရားစခန်းတွေကိုသွားပြီးတော့တရားအားထုတ်ဖို့သွားလာရေးခက်ခဲနေတဲ့သူတွေကိုကားမြတ်နိုးသူများပရာဟိတအဖွဲ့အခမဲ့ပို့ဆောင်နေတဲ့အကြောင်းသတင်းရုပ်သံလေးပါရှုစားပါခင်ဗျာ တရားစခန်းတွေကိုသွားပြီးတရားအထုတ်ဖို့သွားလာရေးခက်ခဲနေတဲ့တက်ကြီးရွယ်ဦးဘိုးဘွားတွေနဲ့ဓမ္မမိတ်ဆွေတွေကိုနေအိမ်ကနေသွားလို့တဲ့တရားစခန်းနဲ့ဓမ္မရိပ်သားတွေကိုကားမြတ်နိုးသူများပရိုက်တာအဖွဲ့ကဥဆောင်ပြီးအခမဲ့ကြိုးပို့ပေးနေပါတယ်တို့ကျွန်တော်တို့ဒီမန်လေးမြို့ကြီးရဲ့မန်လေးဒူမန်လေးသားတွေအနေထားနဲ့ရဒီအလေးထားတွေတခုရှိတယ်ဗျကျွန်တော်တို့မှာတက်ကြီးရွယ်ဦးတွေရဟန်းတန်ကားတွေဆိုကျွန်တော်တို့တွေကအရင်ကားတွေရှားတဲ့ခစ်ကလေးကစပြီးတော့ကျွန်တော်တို့ဆိုင်ငယ်ရှိရင်ဆိုင်ငယ်နဲ့တင်ခေါ်သွားတဲ့အလေးထားရှိပြီးသားဗျတို့တိတက်အဖွဲအစည်းအနေနဲ့ ဒါကျွန်တော်တို့မလုံနိုင်သေးတာအဲ့ဒါလေးမြင်ပြီးတော့ဒါလေးရတာငါတို့ကားတွေလည်းရှိတယ်ကားပိုင်ရှင်တွေအနေထားနဲ့ရောပူပေါင်းဆောင်ရွက်နိုင်မယ်ပြီးတော့တကယ်လိုအပ်တဲ့ဘယ်နေရာလေးကိုငါတို့ကူညီရမလဲဆိုတဲ့အတွေ့အခေါ်မျိုးလေးကအဲ့ရနေပြီးစပြီးပေါ်ခဲ့ရတာပါခင်ဗျာတရားစခန်းသွားဖို့အကျိုးဖို့ကားလိုအပ်နေတဲ့သူတွေဟာကားမြတ်နိုးသူများပရာဟိတအဖွဲ့ကိုသွားကျင်တဲ့ရက်ထက်၃ရက်စောပြီးကြိုတင်အကြောင်းကြားထားရမှာဖြစ်ပါတယ်တရားစခန်းတွေကိုတကြီးရွယ်ကိုအခမဲ့ပို့ပေးရဆိုတဲ့ဟာကဒီသူတို့တရားစခန်းတရားတွေကျင့်ကြံအားထုတ်ခြင်းနဲ့ဒါပေမဲ့လို့ တို့မလုံနိုင်ဘူးတို့အင်အားနေပြီးတော့လည်းမလုံပေးနိုင်ဘူးအဲ့လိုလူမျိုးတွေကိုကျွန်တော်အဓိကထားပြီးဆောင်ရွက်ပေးပါတယ်ခလို့တွားကျင်နေဆိုရင်ကျွန်တော်တို့ရက်ကြိုပြီးတော့ဖုန်းဆက်လိုက်ဖုန်းဆက်လိုက်ရင်ကျွန်တော်တို့ကတွားကြိုပေးတယ်တို့တွားကျင်နေတရားစခန်းနိုင်အောင်ကျွန်တော်တို့လိုက်ပို့ပေးတယ်ပြီးတော့ကျွန်တော်တရားစခန်းပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့ကိုယ်တိုင်တွားကြိုပြီးတော့တို့အင်အားအထိကျွန်တော်တို့ပြန်ပြီးတော့ပို့ဆောင်ပေးပါတယ်လက်ရှိကတော့ကျွန်တော်တို့ကမန္တလေးဆားလိုက်ပြီးမယ်လို့မန္တလေးနေပြီးတော့မိထီလာရန်ကုန် ကားအစီးရေအားဖြင့်ကတော့ကျွန်တော်တို့က50ကျော်လောက်ကျွန်တော်လုပ်ပေးနေပါတယ်။ဒီဖွဲ့စည်းကိုလည်းကျွန်တော်တရားဝင်ဖွဲ့စည်းထားပြီးတော့တရားဝင်မှတ်ပုံတင်မှုအစီအစဉ်နဲ့ရှိပါတယ်။အတားမှာလည်းကျွန်တော်ရေရှည်လုပ်ဖို့အဆင်ပြေပါလေ။ကားမြတ်နှုတ်သူများပရိဒတ်အဖွဲ့ကိုစက်တင်ဘာလကတည်းကမန္တလေးမြို့မှာစတင်ခဲ့တာဖြစ်ပြီးအခုလက်ရှိအချိန်ထိတရားစခန်းဝင်မဲ့ယောဂီပေါင်း150နီးပါးပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီလိုအကျိုးပို့ဝင်ဆောင်မှုကိုရန်ကုန်မန္တလေးနေပြည်တော်နဲ့မိထီလာမြို့တွေမှာကုသိုလ်ပြုဝင်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ အခုတင်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက I Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်တွေမိမိတို့ရည်ရည်သားမှာဖြစ်ပေါ်နေတဲ့သတင်းတွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပြပို့နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်တော့ဇော်မိုးပဲပါ။